ားလုံးပဲမင်္ဂလာပါမြန်ခရစ်တိုရရှိထားတဲ့ခရစ်တိုနဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ပြင်သစ်ခရစ်တိုပြန်ပေးဆွဲမှုနောက်ွယ်ကအသက်24နှစ်အရွယ်အကျန်းဖက်သမားဖန်စီခံရတဲ့တရင်နဲ့အတူတောင်ကိုရီးယားသမရအသက်လက်ထက်ခရစ်တိုဥပဒေအပြောင်းလဲရရဲ့တရင်ကိုတင်ဆက်ပေးသွားချင်ပါတယ်ကျွန်တော်ကတော့စီစဉ်သစ်ဆက်သူခုဖြစ်ပါတယ်ခင်ဗျာ ထမတဘောအနေနဲ့ပြင်သစ်ခရစ်ပတိုပြန်ပေးဆွဲမှုနောက်ွယ်ကအသက်24နှစ်အရွယ်အကျန်းဖတ်သမားဖန်ခံရတဲ့သတင်းကိုတင်ဆက်ပေးချင်ပါတယ်ပြင်သစ်နိုင်ငံမှာခရစ်ပတိုအကြမ်းဖက်မှုတွေကိုဥဆောင်ညွှန်ကြားခဲ့တဲ့သူကိုမော်ရိုကိုနိုင်ငံမှာဖမ်းမိထားပြီးဖြစ်ကြောင်းပြင်သစ်တရားရေးဝန်ကြီးက X မှာအတည်ပြုလိုက်ပါတယ်။အသက်24နှစ်အရွယ်ဘာဒီမိုဟာမက်အီမီဒဲဘိုင်ဂျိုဆိုသူပြင်သစ်နိုင်ငံသားကိုဓာတ်သွားလို့လက်နက်တွေမိုဘိုင်းဖုန်းအများအပြားနဲ့အတူမော်ရိုကိုရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ အင်တာပိုကနေဘိုင်ဂျိုကို2023ခုနှစ်မှာတဲကပြန်ပေးဆွဲမှုတွေအပါအဝင်အခြားရာဇဝဲမှုတွေနဲ့ပတ်သက်လို့ခံရမ်းဖြစ်တဲ့ run notice ထုတ်ထားခဲ့တာဖြစ်ပါတယ်။မေလာအတွင်းမှာပြင်သစ်နိုင်ငံအတွင်းမှာဖြစ်သွားခဲ့တဲ့ crypto ဘိုင်းကထင်ရှားတဲ့ပုံကိုယ်တွေကိုပြန်ပေးဆွဲဖို့ကြိုးစားရမှာလဲ။ဘိုင်ဂျိုကအဓိကနေရာကပါဝင်ခဲ့ကြောင်းပြင်သစ်ရဲတပ်ဖွဲ့ကတန်တရားရှိထားပါတယ်။ဒါကြောင့်ပြင်သစ်အစိုးရအနေနဲ့မော်ရိုကိုရဲတပ်ဖွဲ့ကိုအကူအညီတောင်းပြီးဘိုင်ဂျိုကိုဖမ်းခိုင်းခဲ့တာဖြစ်တယ်လို့ဘိုင်ဂျိုနဲ့ဆက်ဆက်နေသူတွေလည်းထပ်ထွက်လာနိုင်ပါသေးတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တောင်ကိုရီးယားသမ္မတအသက်လက်ထက်ခရစ်တိုဥပဒေအပြောင်းလဲတွေရဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။တောင်ကိုရီးယားမှာသမ္မတအသက်တက်ပါပြီ။တကောင်ရန်အာနာသိမ့်ဖို့စ조사မှုနဲ့ပြုတ်ချခံလိုက်ရတဲ့သမ္မတယွန်ဆော့ဂီယိုနောက်ပိုင်းမှာတော့ရွေးကောက်ပွဲရလနဲ့သမ္မတဖြစ်လာခဲ့တဲ့လီဂျင်မြောင်ကတော့ဂျွန်လာ၄ရက်နေ့မှာသမ္မတအဖြစ်တရားဝင်ကြံသက်စာချိန်ဆခဲ့ပါတယ်။လီဂျင်မြောင်ရဲ့မဲဆွဲကာလတွေအတွင်းမှာခရစ်တိုလိုမျိုး digital assets တွေအကြောင်းကိုအသာပေးပြောသွားခဲ့တာတွေ့ရတယ်လို့ Tremlock ဂရီးဘေးမကြမ်းခဲ့ပေမဲ့ Trump နေပါလောက်ကို crypto နယ်ပယ်အတွက်ဂရီးတွေပေးသွားခဲ့ပါတယ်။တောင်ကိုရီးယားနိုင်ငံရဲ့ crypto ဥပဒေအတော်များများကိုပြောင်းလဲတာအသည့်ပြဌာန်းမျိုးတွေလောက်လာဖို့ရှိနေပြီးတော့ DABA ကိုလည်းပြဋ္ဌာန်းသွားနိုင်ချေရှိနေပါတယ်။လောလောဆယ်မှာတော့ DABA ကိုရေးဆွဲနေစေဖြစ်ပြီးအမျိုးသားညီလာခံမှာဒီနှစ်အတွင်းတင်သွင်းသွားနိုင်ချေရှိပါတယ်။ DABA ထဲမှာ stable coin တွေကိုခွင့်ပြုပေးဖို့စနစ်အပါအဝင် crypto ဝန်ဆောင်မှုပေးသူတွေအတွက်ပို့ပြီးတော့ရှင်းလင်းမြင်သာတဲ့စည်းကမ်းတွေပါဝင်မှာဖြစ်ကြောင်းလည်းသိရပါတယ်။ ဒါအပြင်အခုလက်ရှိတောင်ကိုရီးယားနိုင်ငံအတွင်းမှာဘန်ထားတဲ့ spot crypto ETF တွေကိုပြန်လည်ခွင့်ပြုပေးဖို့လည်းပါဝင်ပြီးတော့ NPS ကိုလည်း digital assets တွေမှာယင်းနှိမ့်နှံခွင့်ပြုသွားဖို့အစီအစဉ်တွေပါဝင်ပါတယ်။သမရလီရဲ့ crypto နဲ့ပတ်သက်တဲ့အဆိုပြုချက်တွေထဲမှာတောင်ကိုရီးယားဝန်ငွေကြေးနဲ့တန်ဖိုးတူညီထားတဲ့ stable coin ထုတ်ဖို့လည်းပါဝင်ပြီးတော့အချို့ကတော့တောင်ကိုရီးယား stable coin ဆိုရတဲ့ Luna ecosystem အတွင်းက USD stable coin ကိုမြင်အောင်ပြည်လန့်နေကြပါတယ်။ဒါပေမဲ့လည်းလီအဆိုပြုထားတဲ့ stable coin တွေကတော့နိုင်ငံတော်အဆင့်ဖြစ်တာကြောင့် USD လိုမျိုးအန္တရာယ်မများလောက်ကြောင့်မျှော်လင့်နိုင်ပါတယ်။သမရလီကတောင်ကိုရီးယား stable coin ကိုအရှိတောင်အာရှနိုင်ငံတွေအတွင်းမှာတောင်ကိုရီးယားဖြော့ပြေးရေးကဏ္ဍတွေဖြစ်တဲ့ K-pop နဲ့ K-drama တွေနဲ့ပူးရဲအသုံးချသွားဖို့ကိုလည်းဥပမာပေးထားတာကြောင့် K-pop fan Gary အနေနဲ့ crypto နယ်ပယ်နဲ့အကျွမ်းတဝင်ဖြစ်လာတာမျိုးလည်းတွေ့ရနိုင်ပါတယ်။နောက်တစ်ချက်ကတော့သမရလီကမြောက်ကိုရီးယားနိုင်ငံနဲ့ညှိညိနှိုင်းနှိုင်းဆောင်ရွက်သွားဖို့ကိုအားသတ်နေတယ်လို့ US နဲ့ Japan တို့နဲ့ဆက်ဆံရေးကိုလည်းစတင်ထားရင်း တရုတ်နယ်လည်းအရင်ထက်ပိုပြီးတော့ခိုင်မာတဲ့ဆက်ဆံရေးတွေထူထောင်ဖို့ဆိုခဲ့ဘူးပါတယ်။နေဦးတော်လန်ရင်းနဲ့ပတ်သက်လို့ကတော့တမရလီကမြန်မာစစ်အာဏာသိမ်းမှုကိုရှုံချခဲ့ဘူးသလိုတမရမဖြစ်ခင်တုန်းကနေဦးတော်လန်ရင်းနဲ့ပတ်သက်တဲ့ပွဲတွေမှာပါဝင်ခဲ့ဖို့ကြောင့်သိရပါတယ်။ဒါပေမဲ့ပြည်တွင်းမှာကင်တွယ်ရမယ့်ပြဿနာတွေအများကြီးရှိနေချိန်မှာတော့နေဦးတော်လန်ရင်းအပေါ်သဘောထားကိုသိရဖို့အချိန်တခုလိုနိုင်ပါသေးတယ်ခင်ဗျာ။ထူခြားချက်တခုကတော့တမရလီကလက်ရှိအချိန်မှာတရားရင်ဆိုင်နေရတာဖြစ်ပါတယ်။အဓိကအမှုတွေကြီးပဲ၅ခုရှိပါတယ်။ တရမှုတွေထဲမှာရွေးကောက်ပွဲဥတွေချိုးဖောက်မှုအကျင့်ပြတ်ခြားစားမှုပြည်သူပိုင်ငွေအလွဲသုံးစားလုပ်မှုမြောက်ကိုရီးယားကိုတရားမဝင်ငွေလွှဲပြောင်းပေးခဲ့မှုတရားရုံးမှာမဟုတ်မမှန်ထွက်ဆိုဖို့စီယုံတင်သွင်းခဲ့မှုတွေပါဝင်ပါတယ်ဒီအမှုတွေကြောင့်ပဲသမ္မတလီကျဲမြောင်ကတောင်ကိုရီးယားတမိုင်းတစ်လျှောက်မှာဆွဲချက်တွေနဲ့ပထမဆုံးသမ္မတတယောက်ဖြစ်လာခဲ့ပါတယ်ဟုတ်ကဲ့ပါဒါကတော့မြန်ကရစ်တိုရရှိထားတဲ့ crypto နဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးကြတာဖြစ်ပါတယ်မိတ်ဆွေတို့မှာ cryptocurrency ဝယ်အောင်လို့ Binance account တစ်ခုမရှိသေးဘူးဆိုရင် trading လုပ်တိုင်းမှာ fee discount ပြန်ရမယ့် အခုကုတ်ကိုအသုံးပြုပြီးတော့အကောင့်ပွင့်နေပါတယ်။နားဆင်ပေးကြတဲ့သောတာရှင်များအားလုံး trade တိုင်းမြတ်ကြပါစေခင်ဗျာ။